ကမ်လော့တိုင်ပြည်ရဲ့ခမ်းမဆောင်လေလူများရှိမှာအာသာကခွနဝီယားကိုပြင်မဖြစ်တင်မြောင်းနေခဲ့ပါတယ်။ဒါကမော်ဂန်နိုင်းရဲ့အိမ်မက်တစ်ခုသာဖြစ်ပါတယ်။မော်ဂန်နိုင်းအိမ်မက်ကလန်လို့လာချင်းကွမ်ကအိမ်မပြန်သေးဘူးဖြစ်တာကြောင့်အိမ်ပြန်နိုင်ယူဖို့ပြောခဲ့လိုက်ပါတယ်။နောက်တစ်ညမှာလည်းအိမ်မက်ကြောင့်အိမ်မပြောဖြစ်နေတဲ့မော်ဂန်နာကနန်းတော်ထဲမှာလမ်းလျှောက်ထွက်လာခဲ့ခြင်းအမျိုးသမီးတဦးရဲ့ခေါ်တံကိုကြားခဲ့ရပါတယ်။အတန်ကြာရဘူးမော်ဂန်နာလိုက်သွားတဲ့အခါသူ့မမော်ဂန်ဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်မော်ဂန်နာအားရဝန်သာဖြစ်သွားခဲ့ပြီးသူ့ရဲ့အိမ်မက်အကြောင်းကိုပြပြခဲ့ပါတယ်။ မော်ဂနာကသူမရဲ့အစီအကံဖြစ်တဲ့ကွန်ကိုကမ်မလော့ရဲ့ပြင်မအဖြစ်အိမ်မက်ထဲမှာမျက်မြင်တွေ့နေခဲ့ရတာကြောင့်စိတ်မသက်မသာဖြစ်နေခဲ့ရပါတယ်။မော်လက်ကောက်တောင်မတားဆီးနိုင်တဲ့အိမ်မက်တွေကအမှန်တကယ်ဖြစ်လာနိုင်တယ်လို့မော်ဂန်ကပြောခဲ့လိုက်ပါတယ်။အဲဒါကြောင့်အာသာနဲ့ခွန်တို့ရဲ့ချစ်ချင်းမြတ်တာကိုတားဆီးဖို့မော်ဂန်ကမော်ဂနာကိုကြံတခုပေးခဲ့လိုက်ပါတယ်။နောက်မနေ့မော်ဂနာကခွန်နဲ့အာသာရဲ့ချားကချစ်ချင်းမေတ္တာကိုသူမသိကြောင်းနဲ့ဖုံးကွယ်မထားဖို့ပြောနေခဲ့ပါဗါရယ်မော်ဂနာကိုသိမ့်မြိုတဲ့ကွန်ကသူမမဟုတ်ကြောင်းပြောကမော်ဂနာရဲ့ရှေ့ကရှောင်းထွက်လာခဲ့လိုက်ပါဗါရယ် အဲ့ဒီနောက်မနားစာစားနေတဲ့အာသာမော်ဂနာနဲ့ဘီယူသားတို့ကိုဂွမ်းထဲမှာလည်းကစားတော်ဝယ်ပြင်ဆင်ပေးနေကြရပါတယ်။ဘီယူသားတိုင်းပြည်ရဲ့မြောက်ပိုင်းမှာတပုံတွေထွားကြနေတယ်လို့အာသာကိုပြောပြနေကြပါတယ်။ဂွမ်းကိုသာစိတ်ဝင်စားနေတဲ့အာသာကတော့ဘီယူသားပြောတာကိုမကြားပဲဖြစ်လို့နေပါတယ်။အဲ့ဒါကြောင့်ဘီယူသားအခေါ်ခဲလိုက်ရပါတယ်။အာသာမော်နေတာကိုမော်ဂနာကတော့ကြည့်မရဖြစ်နေကြပါတယ်။အဲ့ဒီတော့မောဂနာကအာသာဒီကိုလာခဲ့ပြီးဂွန်နဲ့သူ့ရဲ့ခန်းသားချက်ကိုသူမတီချောင်းပြပခဲ့ပါဗါရယ်အာသာကတော့မောဂနာပြောတာတွေကိုနားမလဲကြအောင်လိန်နေခဲ့လိုက်ပါဗါရယ် ဲဒါကြောင့်ခွန်ကအာသာရဲ့အကြောင်းကိုနေတိုင်းပြောနေခဲ့ကြအောင်မော်ဂန်နာကအာသာကိုလိန်ပြောခဲ့ပါတယ်ပြီးတော့အချစ်เจ้าဝင်နားမလဲတဲ့ဘင်ဦးသားမသိအောင်ခွန်နဲ့နှစ်ယောက်တူချင်းကိုဆုံးတဲ့ကြောင်းအကြံတစ်ခုပေးခဲ့လိုက်ပါတယ်အဲဒါကြောင့်အာသာကခွန်နဲ့ချိန်ပြို့ဖို့မာလင်ကိုကူညီတောင်းပြီးသွားပြုတ်ခိုင်းခဲ့ပါတယ်ပြင်သားတော်ကချိန်ပြို့ဖို့ပြောလာခဲ့တာကြောင့်ခွန်တယောက်မယုံနိုင်ဖြစ်နေခဲ့ရပါတယ်ဒီကိစ္စကိုဘင်းဦးသားသိရင်အသက်ခံနိုင်ရတာကြောင့်လက်မခံရင်ဖြစ်လို့နေပါရယ်။ဒါပေမဲ့သူကလည်းချစ်နေပြီသားဖြစ်ဖြစ်မာလင်ရဲ့အားပေးမှုကြောင့်ချိန်ဆမှုကိုလက်ခံခဲ့လိုက်ပါရယ်။ အဲ့ဒီနောက်ကွမ်ကနေမကောင်းဖြစ်နေတာကြောင့်မော်ဂနာကိုခွင့်တည့်ရနာပေးဖို့တောင်းဆိုခဲ့လိုက်ပါတယ်။သူတို့အကြောင်းကိုသိနေတဲ့မော်ဂနာကလည်းဘာမှမေးတော့ပဲခွင့်တည့်ရနာပေးခဲ့လိုက်ပါတယ်။မော်ဂနာကသူစီစဉ်လို့ဖြစ်လာခဲ့တာကြောင့်အပျော်ကြီးပျော်နေခဲ့ပါတယ်။နောက်တစ်ရက်မိုးလင်းတာနဲ့မာလင်ကကွမ်ကိုအာသာရှိရာကိုခေါ်ဆောင်လာခဲ့လိုက်ပါတယ်။သူတို့ချင်းတွေ့နေတာကိုမော်ဂနာကတတိစိတ်ဆောင်ကြီးကလှက်ပြန်သွားခဲ့ပါတယ်။အဲ့ဒီနောက်မော်ဂနာကဘင်းဦးသားကိုမြင်းစည်းတော့ဖို့စီရင်ခဲ့လိုက်ပါတယ်။တိုင်းပြည်ရဲ့လုံးတွေရှုံနေပေမဲ့သူသမီးတော်ကိုချိန်ပေးချင်တာကြောင့်မော်ဂနာပြောတာကိုလက်ခံပြီးမြင်းစည်းထွက်လာခဲ့ကြပါတယ်။ မော်ဂနာရဲ့ကြံတွေကိုမသိတဲ့အာသာနဲ့ကွန်ကတော့အချစ်ကြီးနူးနေကြပါဗါတယ်။အဲ့အချိန်ဘင်ဦးသားနဲ့မော်ဂနာရောက်လာခဲ့ပြီးသူတို့နန်းနေရာကိုတွေ့သွားခဲ့ပါဗါတယ်။အဲ့ဒီနောက်ကမ်ဘလော့ရောက်ခဲ့တဲ့အခါဘင်ဦးသားအာသာပြောရှာတာပဲဆိုပြီးရင်မောကနောက်တစ်ချိန်မှမတွေ့ဖို့မှာခဲ့လိုက်ပါဗါ။ဒါပေမဲ့အာသာကကွန်ကွန်မန်ငယ်မြစ်တာရှိကြောင်းပြောခဲ့တဲ့အခါရှင်တွေကတင်းမာလာခဲ့ပါဗါ။ဘင်းသားတော်တယောက်အနေနဲ့အခြားရင်ရကြီးနိုင်ငံကဘင်းသမီးတော်တစ်ပါးနဲ့သာလက်ဆက်တင်ကြောင်းပြောပြခဲ့ပါဗါး။ဒါပေမဲ့အာသာပြောမရဘဲဖြစ်နေတာကြောင့်ဦးသားကကွမ်ကိုပြင်းနေတာပြေးဖို့စီစဉ်ခဲ့လိုက်ရပါဗါး။ အဲ့ဒီနောက်အာသာကသူတို့ချင်းတွေ့တာကိုမာလင်ကျောင်းထဲသာတီးရဖြစ်တာကြောင့်မာလင်ကိုဆူနေခဲ့ပါတယ်။မာလင်က မော်ဂန်နိုင်းရဲ့လက်ချက်ဆိုတာသိပေမဲ့ပြန်ပြောရင်လည်းရှုပ်ထွေးသွားနိုင်တာကြောင့်အောင့်တတနဲ့သာခံလိုက်ရပါတယ်။အဲ့ဒီအချိန်မော်ဂန်နိုင်းရောက်လာခဲ့တာကြောင့်အခန်းကနေမာလင်ထွက်သွားခဲ့လိုက်ပါတယ်။ပြင်းနေနံပေးခံလိုက်ရတာကြောင့်မော်ဂနာကသူမစိတ်မကောင်းဖြစ်ကြောင်းအာသာရဲ့ရှိမှဟန်ဆောင်နေခဲ့ပါဗါးအာသာကဂွမ်းနဲ့တူထွက်သွားမယ်ဖြစ်ကြောင်းနဲ့တနေ့မှာကမ်မလော့ကိုပြန်လာပြီးသူ့ဝေးမှာဂွမ်းလည်းရှိနေမယ်လို့မော်ဂနာကိုပြောခဲ့လိုက်ပါဗါးအာသာရဲ့ပြောစကားတွေကြောင့်မော်ဂနာကမျက်နှာမသာမယဖြစ်သွားခဲ့ရပါဗါး အာဒါရဲ့ခံကထွက်လာတဲ့မာလင်ကဂွန်ဒီကိုလာတွေ့ခဲ့ချိန်ဂွန်ကကမ်မလောကနေထွက်သွားဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့ဆွေမျိုးကလည်းမရှိသူ့ကိုဆိုတာကလည်းလက်ရှိမှာဘယ်ရောက်နေမှမသိအားကိုးစရာမရှိဖြစ်နေတဲ့ဂွန်တယောက်ဘယ်ကိုသွားမှမသိဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်မာလင်ကသူတခုစဉ်းစားပြီးမယ်ဆိုပြီးနှစ်သိမ့်မိကလေးရပါတယ်။အဲဒီညမှာမော်ဂါနာကအာဒါရဲ့ခေါင်းဝါကိုမှောက်ပစ္စည်းတစ်ခုကိုထားခဲ့လိုက်ပါတယ်။အာဒါရဲ့စိတ်ကိုပြောင်းလဲလို့မြင်မှမသိတဲ့မော်ဂါနာကဘင်းဦးသားစီလာခဲ့ပြီးခြုံနှုတ်လာလုပ်ခဲ့ပါတယ်။ မော်ပညာရီဆိုရင်အမြဲမုန်းနေတဲ့ဘရင်ဦးသားကိုမော်ဂနာကအာသာရဲ့ကြောင်းဝင်လာပြောပြခဲ့ပါဗျ။ခွီးရဲ့ပိုင်းမှာအာသာကချက်ချင်းကြီးဂွန်ငွေချစ်တာတွေဖြစ်လာတာကအရန်ထူးဆန်းနေကြောင်းနဲ့အာသာပြူသားခံရတာဖြစ်နိုင်ကြောင်းမော်ဂနာကပြောခဲ့လိုက်ပါဗျ။နဂိုရဲကမော်ပညာဆိုရင်မုန်းနေတဲ့ဘရင်ဦးသားအာသာရဲ့ခံထဲမှာဖြူသားခံနိုင်ရတဲ့ပြည်စည်းတွေရှိနိုင်တယ်ဆိုပြီးရဲမတွေကိုချက်ချင်းချခိုင်းခဲ့ပါဗါတယ်။တခဏကြာမော်ပညာနဲ့ဖြူသားထားတဲ့လူယူဆရတဲ့ပြည်စည်းတစ်ခုကအာသာရဲ့ခံမှာတွေ့ခဲ့ရပါဗါတယ်။အဲဒါကြောင့်ဂါရက်ကိုစင်ခေါ်ပြီးမော်ပြစီးဟုတ်လာလို့ဒီဖြူခိုင်းခဲ့ပါဗါတယ်။ အဲ့ပစ္စည်းကိုဘယ်ကနေတွေ့ခဲ့မှမသိတဲ့ကားကဟောက်မှန်ကြောင့်ပြန်ပြောခဲ့လိုက်ပါတယ်။ဒါပေမဲ့အာသားရဲ့ခံကတွေ့တယ်လို့သိခဲ့တဲ့အခါမောင်ကနားရဲ့လက်ချက်မှန်သိသွားခဲ့ပါတယ်။ပြင်ဦးသားမော်ပစ္စည်းဆိုတာတီးပြနိုင်ခဲ့တာကြောင့်ခွန်ကိုချက်ချင်းဖက်ခိုင်းနေခဲ့ပါတယ်။အဲ့ဒီတော့ဂွမ်ကိုမေးခဲ့တဲ့အခါဂွမ်က "तू မမလုပ်ကြောင်ပြောခဲ့ပေမဲ့ဘယင်ဦးသားကမယုံမဲဖြစ်လို့နေပါရဲ့။အဲ့ဒီအချိန်အာသာရောက်လာခဲ့ပြီး "तू မပြူစားထားတာမဟုတ်ကြောင်ပြောခဲ့ပေမဲ့ဘယင်ဦးသားအာသာပြူစားခြင်းခံရတာကြောင့်အခုလိုတွေပြောနေတယ်လို့ထင်နေခဲ့ပါရဲ့။အဲ့ဒါကြောင့်ပြူစားထားတာပြောက်ွက်သွားအောင်ဂွမ်ကိုမီးရှို့တက်ပြဖို့အမိန့်ပေးခဲ့လိုက်ပါရဲ့။ အာသာကထင်းနှောင်းကိုဆွလပြီးဂွန်နဲ့တူထွက်သွားမယ်လို့ပြောခဲ့တာကြောင့်ဖြူသားထားတာထဲကြော်လင်းနေပြီလို့ဦးသားကပြောကအကျေရောက်ချတာကိုပြောခဲ့လိုက်ပါတယ်။ဂါရက်ကရှုံးတော့မှစစ်သေးဖို့ပြောခဲ့ပေမဲ့တပ်တွေတွေကထင်ရှားနေတာကြောင့်အမိန်ကိုမြုပ်သိမ်းကြောင်းဂါရက်ကိုပြန်ပြောခဲ့လိုက်ပါတယ်။ဒါဝချင်းနဲ့စာကြည့်နေတာကတော့မောင်ကနာပဲဖြစ်ပါတယ်။နောက်မနေ့ဂွန်ကအချင်းကန်းထဲမှာရှိနေချိန်အာသာကတော့သူခန့်ကနေဂွန်ကိုမိရှုတဲ့ဖြစ်ဖို့ရဲမိုက်တွေပြင်ဆင်နေတာကိုကြည့်နေခဲ့ရပါတယ်။ အဲ့ဒီနောက်မာလင်ကခွန်အတွက်မနက်စာလာပို့ခဲ့ပြီးအာသာရဲ့ခံကမှော်ဆောင်ပြူထားလဲဆိုတာရှာဖွေရမယ်လို့ပြောနေခဲ့ပါတယ်။ခွန်ပြောတာကသူမကိုဦးသားစစ်စစ်ခဲ့ပြီးရှဲမတ်လေးဆွဲခေါ်သွားချိန်မော်ဂနာကပြုံးနေခဲ့တာကိုတွေ့ခဲ့ရပြီးတောထဲမှာသူတို့ကိုဦးသားတွေ့သွားတာကလည်းရိုးရိုးသားမဖြစ်နိုင်ဘူးလို့ပြောနေခဲ့ပါတယ်။အဲ့ဒါကြောင့်မာလင်ပြန်လာခဲ့ပြီးဒီကိစ္စကမော်ဂနာရဲ့လက်ချက်ဆိုတာခါရက်ကိုလာပြောခဲ့ပြခဲ့ပါတယ်။ဒါပေမဲ့ပြင်းသမီးတို့ကိုဆွဆွဲရင်ခေါင်းဖြတ်သက်ခံနိုင်ရတာကြောင့်အခြားနေ့ကိုစဉ်းစားခဲ့ရပါတယ်။တကနာကြာမာလင်ကအကြံတစ်ခုရသွားခဲ့ပါတယ်။ ။မန္တန်ကမော်ဆရာတူဟန်ဆောင်ပြီးအာသာရဲ့ခံမှာဖြူသွားလို့ရတဲ့မော်ဆောင်တစ်ခုကိုထပ်မံသွားထားမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မာလင်ကအသက်ပြောင်းကာရာကိုတုံးကအသက်80ရွယ်ဖိုးကြီးတယောက်အဖြစ်ပြောင်းလဲခဲ့လိုက်ပါတယ်။ဂါရက်ကတော့အာသာရဲ့ခံမှထားဖို့မော်ဆောင်တစ်ခုကိုလုပ်ပေးနေခဲ့ရပါတယ်။မာလင်ခန်းကထွက်လာချိန်ဂါရက်ကအသက်ကြီးရတဲ့မာလင်ကိုမမမိရွယ်ဖြစ်လို့နေပါတယ်။အဲ့ဒီနောက်အာသာရဲ့ခံကိုလာခဲ့လိုက်ပြီးမော်ဆောင်ကိုအာသာမြင်အောင်တမင်တက်တက်သွားထားခဲ့ပါတယ်။အဲ့ဒါကြောင့်အာသာကသူ့ကိုစစ်စစ်ကတနေရာမှာတွေ့ဘူးလားလို့မေးနေခဲ့ပါတယ်။ မာလင်ကအလိန်ပေါ်သွားတော့မှဆိုရင်လည်းကြောင့်ဘေးနားကတန်ခမကိုမှော်ဆွမ်းနဲ့ပြပောက်ခဲလိုက်ပါရယ်။အဲ့အချိန်အာသာမူးလဲသွားတာကြောင့်အပြင်ကိုထွက်ပြေးလာကအသက်ပြောင်းနိုင်တဲ့ဂါရာကိုရွတ်ဆိုခဲ့ရင်ပဲဂါရာကလုံးဝဖြစ်ပဲဖြစ်လို့နေပါရယ်။အဲ့အချိန်အာသာကနောက်ကရဲမတွေနဲ့လာလာခဲ့ပြီးအဖိုးကြီးတင်ပြောင်းလာတဲ့မာလင်ကိုဖမ်းမိသွားကပြင်းရှီကိုခေါ်ဆောင်လာခဲ့လိုက်ပါရယ်။အာသာကသူ့ခန်းမှာမှော်ဆောင်လာတာကိုတွေ့ခဲ့ရပြီးမှော်ဆရာအစ်ဖြစ်ကြောင်းပြောပြခဲ့ပါရယ်။အဲ့အချိန်မော်ဂနာလည်းရှိနေခဲ့ပြီးသူ့အကြောင်းကိုအခြားသူကယူသွန်းသွားတာဖြစ်တာကြောင့်စိတ်ရှုပ်ထွေးနေခဲ့ရပါရယ်။ ရင်ဦးသားကအဖိုးကြီးတင်ပြောင်းလာတဲ့မာလင်ကိုဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲမေးခဲ့တဲ့အခါပြင်သားသားကအစင်းနေတဲ့စီရင်ကောင်မလေးနဲ့ချစ်ကြရင်ကမ်ဘလော့တိုင်ပြည်ရှယ်ရသေးပါဖြစ်ပါတယ်။ပြီးတော့ဘင်ဦးသားရဲ့မော်စီယာတွေပေါ်တစ်ဖက်သက်မုန်တီတုတ်တင်နေတာကိုသဘောမကျတာကြောင့်ခုလိုလုပ်ခဲ့ကြောင်းပြပြခဲ့ပါတယ်။အဲဒါကြောင့်ဘင်ဦးသားကဂွမ်ကိုလူပေးကအဖိုးကြီးကဆောင်းလာတဲ့မာလင်ကိုမိရှုတပ်ပြဖို့မေးပေးခဲ့လိုက်ပါတယ်။အဲဒီညမှာဂါရက်ကမာလင်ဒီကိုလာဖို့လုပ်မှာအာသာကမာလင်ကိုရှာနေခဲ့တာကြောင့်အရင်ဆိုင်မှာတနေလုံးရှိမယ်လို့ပြောသွားကြောင်းဂါရက်ကလိန်ပြောခဲ့လိုက်ပါတယ်။ အဲ့ဒီနောက်မာလန်စီကိုလာခဲ့ပြီးဘလို့ဖြစ်တာလဲမေးခဲ့တဲ့အခါအသက်ပြောင်းကလာကဆွမ်းအားကြီးတာကြောင့်ပြန်ပြောင်းလို့မရကြောင်းရှင်းပြခဲ့ပါဗျ။နောက်မနက်မီရှိုးတက်ခံရတော့မာလန်ကိုဂါရက်ကခါရာပြန်ဖြေဖို့ဖြေသေးရှိပေမဲ့အချိန်ပေးရမှာဖြစ်တာကြောင့်မာလန်ကိုအချိန်ဆွဲထားဖို့မာခဲ့လိုက်ပါဗျ။အဲ့ဒီနောက်ဂါရက်အိမ်ပြန်လာခဲ့ပြီးတညာလုံးဖြေသေးဖို့ဆက်နေခဲ့လိုက်ပါဗျ။နောက်မနက်ဖြေသေးဖို့ဆက်လို့ရသွားခဲ့ပေမဲ့မာလန်ကိုအာသားနဲ့ရဲမတ်တွေကမီရှိုးစင်ရှိရာကိုခေါ်ဆောင်သွားနေခဲ့ပါဗျ။ဒါကိုဆေးပလင်းလာပေးတဲ့ဂါရက်ကစိတ်မကောင်းစွာကြည်နေခဲ့ရပါဗျ။ အဲ့ဒီနောက်မာလင်ကိုမီရှိုးစင်ကိုခေါ်လာခြင်းဂါရက်ကစေဗလင်းရပြီဆိုတာအချက်ပြခဲ့လိုက်ပါတယ်။မာလင်ကဂါရက်နာကိုကတ်သွားခဲ့ပြီးချိန်သာတိုက်သူဟန်ဆောင်ကစေဗလင်းကိုဂါရက်စီကယူခဲ့လိုက်ပါတယ်။စေဗလင်းရပြီဖြစ်တဲ့မာလင်ကကြီးမားတဲ့မီရောက်တစ်ခုကိုဖန်တီးခဲ့တာကြောင့်လူအများရုပ်ရုပ်တက်တက်ဖြစ်သွားခဲ့ရပါတယ်။အဲ့အချိန်မာလင်ထွက်ပြေးလာခဲ့ပြီးဆေးကိုအမြန်တောက်ခဲ့လိုက်တာကြောင့်သူ့ရဲ့ရုပ်အမှန်ပြင်းဖြစ်သွားခဲ့ပါတယ်။အဲ့အချိန်အာသာနောက်ကလိုက်လာခဲ့ပြီးမာလင်ကိုပဲတွေ့ခဲ့ရပါတယ်။အာသာကအဖိုးကြီးထွက်ပြေးသွားတာကိုမာလင်ကမဖမ်းလိုက်တာကြောင့်ဆိုပြီးစူနေခဲ့ပါတယ်။ ပြီးတော့ဂားရက်ပြောစကားအရမာလင်ရက်ဆိုင်မှာတရေကုန်ချိန်ဖြိုးနေတယ်ဆိုပြီးအမှုပြေအောင်မြင်းသောတန်ရှင်းသွားလုံခိုင်းခဲ့ပါဗါးခွန်လွတ်လာပြီးနောက်တရက်မှာခါတိုင်းလိုမော်ဂနာရဲ့ခံမှတန်ရှင်းလုံးနေချိန်မော်ဂနာရောက်လာခဲ့ပါဗါးသူမကခွန်ကိုစိတ်ပူသလိုဟန်ဆောင်နေခဲ့ပြီးခွန်ဖန်းခံရစဉ်ကဘင်းဦးသားကိုဖြောင်းပြတောင်းဆိုခဲ့ကြအောင်ဟန်ဆောင်ပြောဆိုခဲ့ပါဗါးအဲ့ဒီနောက်မော်ဂနာရဲ့ခံကထွက်လာတဲ့ခွန်ကိုအာသာကသူ့အဖေမှအတွက်တောင်းပန်နေခဲ့ပါဗါးခွန်ဖန်းခံရစဉ်ချိန်ကအာသာကထီးနှံကိုဆွလုံးမဲ့ပြောတာကအမှန်ပဲလားဆိုပြီးခွန်မေးခဲ့လိုက်ပါဗါး အာသာကခုထိအဆန္ဒရှိနေသေးကြောင်းပြန်ပြောခဲ့လိုက်ပါတယ်။ဒါပေမဲ့အာသာရဲ့နေရာကဒီမှာဖြစ်ပြီးကံမလို့ပြည်သူတွေအတွက်ရှိနေရမယ်လို့ခွန်ကပြောခဲ့ပါတယ်။ပြီးတော့အာသာပြင်ဖြစ်လာခဲ့ရင်အရာအလုံးကပြောင်းလဲသွားမှာပါလို့ပြောခဲ့လိုက်ပါတယ်။တစ်ဖက်မှာမာလင်ကမြင်းဆောင်ကနေပြန်လာခဲ့ပြီး PDP ဆုပ်ဖြစ်နေတာကိုဂါရက်ကသဘောကျနေခဲ့ပါတယ်။ပြီးတော့ရေမြန်ချိုးတင်ကြအောင်မာလင်ကိုပြောခဲ့လိုက်ပါတယ်။